ဒီနာမည်ကြီးအဆိုတော်ခွန်လိုဆိုမနေ့က9လပိုင်း20ရက်နေ့2025မှာဖမ်းမိတ်ထုတ်ခံရပြီးတခါတည်းအဖမ်းခံလိုက်ရပြီရှင်အခုဆိုရင်ခွန်လိုဆိုကအသက်50ရှိပြီဘာကြောင့်ခွန်လိုဆိုကအဖမ်းခံရပြီ ထောင်တန်ပင်နဲ့ချက်မှတ်ခံရလဲဆိုတော့ဖြစ်စဉ်ကတော့လွန်ခဲ့တဲ့၈နှစ်အဲ့တော့က2019ငါလပိုင်း20ရက်နေ့ညမှာခွန်လိုဆိုကတနက်နဲ့ကောင်းကင်ပေါ်ကိုပြစ်တက်သွားတဲ့နောက်ရက်မှာပဲရဲကခွန်လိုဆိုအိမ်အထီးကိုတွားပြီးခွန်လိုဆိုတနက်ပြစ်တဲ့ကိစ္စကိုခေါ်ယူစစ်ဆေးမှုလုပ်ဖို့တွားခေါ်ခဲ့တယ်ဒါပေမဲ့ခွန်လိုဆိုက ရဲနဲ့ထွက်မတွေ့တာတင်မကဘူးပြန်ခုခံတဲ့ဒါကြောင့်ဒါကတမှုနောက်တမှုကတော့ခွန်လိုဆိုကအမျိုးသမီးတဦးကိုကိုထိလက်ရောက်ရိုက်ဖူးလို့ဒါလည်းတမှုပေါင်းနမှုဖြစ်သွားတဲ့ဒီနမှုကိုတရားသူကြီးကမနေ့က9လပိုင်း20ရက်နေ့2025ပြစ်ဒဏ်ကိုပေါင်းပြီးချမှတ်လိုက်တဲ့တရားသူကြီးကခွန်လိုဆိုကိုထောင်ဒဏ်နှစ်ဆက်နှစ်လနဲ့ရက်20ချမှတ်လိုက်ပြီး တခါသေးဖန်စီမှုလှုပ်လိုက်ပြီရှင်။နှစ်နှစ်ဆက်နှစ်လဘာလို့သုံးနှစ်လို့တာမခေါ်လိုက်တယ်လဲဆိုတော့တရားယုံကတလကိုရက်30ကွက်တိနဲ့ပဲတွက်တယ်။ဒါကြောင့်ဒီလိုမျိုးခေါ်လိုက်တာတခြင်း။ကြည့်ရတာခုလိုဆိုကသူအဖမ်းခံရမယ်ဆိုတာကျို့တိပီတာတဲ့ရှင်ဒါကြောင့်မလို့ပြီးခဲ့တဲ့ရက်တုန်းကခုလိုဆိုကသူ့ရဲ့ဆိုရှယ်မီဒီယာပေါ်မှာပို့တခုတင်ခဲ့တယ်အဲ့ဒီပို့ထဲမှာစာရှည်ရေးထားတယ်ရှင် အနေငယ်ပဲပြောပြလိုက်မယ်နော်ခုလိုဆိုရေးထားတာကသားသမီးယောက်ကအဖေနဲ့အမေရဲ့အသေးနှလုံးဖြစ်တဲ့ပြီးတော့ခုလိုဆိုကသားသမီးသုံးယောက်အတွက်ကိုပိတ်ဆံတွေပေးထားခဲ့တယ်ရှင်သားအကြီးကိုဘတ်နတန်လက်ကိုဘတ်တတန်နဲ့ငယ်ကိုလည်းဘတ်တတန်ပေးခဲ့တယ် ီးတော့အငယ်ကိုအာပေးအဖေပေးတဲ့ပိုက်ဆံကေးအကုန်လုံးသွားမဝယ်ပြစ်လိုက်နဲ့နော်လို့လည်းရေးခဲ့သေးတယ်ရှင်ပြီးခဲ့တဲ့စနေရက်တုန်းကမှလည်းခုလိုဆိုရဲမယားကနေမကောင်းလို့ဆေးရုံတက်ခဲလိုက်ရတယ်ရှင်ခုလိုဆိုကအရင်ကစိတ်များခဲ့တယ်တပိမဲ့သူပယ်မင်းကလေးနဲ့ပဲတော်တော်နောက်ဆုံးသူ့ရဲ့ဒီမယားကြီးစီသားသမီးစီကိုပဲသူပြန်လာခဲ့တယ်ရှင်နောက်ဆုံးသားသမီးနဲ့မယားကြီးကိုပဲရွေးတယ် အများစုကတော့ခုလိုဆိုကိုတီးကြမှာပါသူရဲ့တခြင်းတိုင်းကပေါက်တယ်ပြီးတော့သူ့တခြင်းတိုင်းကအတိတ်ပဲအရန်ရှိတဲ့တခြင်းကောင်းတယ်ရှင်သူရဲ့တခြင်းကိုကြိုက်တဲ့သူတွေအများကြီးပဲရွှေအင်အပါဝင်ရှင်ခူလိုဆိုတဲ့ချင်းကိုကြိုက်တဲ့သူများတယ်ခူလိုဆိုကိုချစ်တဲ့သူလည်းများလို့ခူလိုဆိုရဲ့ပြိတ္တတ်တွေကအရန်များတယ်ခူလိုဆိုအแทကိုဝင်နေတဲ့အချိန်မှာလည်းအแทမှာရှိတဲ့သူ့ရဲ့ပြိတ္တတ်တွေက သူ့ကိုကူညီဆောက်ရှောက်ကြမှာပါလို့အပြင်ကသူ့ရဲ့ပရိသတ်တွေကပြောကြတယ်ရှင်တကယ်လို့နောက်ပြစ်ဒဏ်ရှော့ချခံရရင်လည်းနှစ်နှစ်ဆက်နှစ်လ20ရက်အထိအဖမ်းမခံရဘူးပေါ့ရှင်